ဆိုတော့ဒီကန်လန်းမှုကဗျာ brand foot လိုချင်တဲ့ဈေးနဲ့တော့တော်တော်လေး gap ဖြစ်နေတာကိုတွေ့ရတယ်။ဆိုတော့ကျွန်တော်ဒီနေရာမှာ brand foot တင်ရဲ့အခြေအနေကိုအရင်ဆုံးပြန်ကြည့်မယ်ဆိုရင်သူတို့ကတော့ရှင်းတယ်ဗျာ။ကျွန်တော်တို့မာတိရက်ကွန်ညာကိုပေးခဲ့ရတဲ့ဈေးတိုင်းပဲသူတို့ကရချင်တယ် ဲညီကိုရေအားလုံးမင်္ဂလာပါကျွန်တော်တို့ရဲ့ Glory United YouTube Channel နဲ့ Facebook ပြန်လေးပြန်လေးကြိုဆိုလိုက်ပါတယ်ဆိုတော့ကျွန်တော်တို့ Manchester United သင်ရတော့ဒါ Brian Aubameyang တို့ Bradford သင်ထံကိုဒါပထမဆုံးချိန်ကမ်းလှမ်းမှုပြုလုပ်ခဲ့လိုက်တယ်ကမ်းလှမ်းတဲ့ပမာဏကဒါပေါင်း55တန်ပလက်အရုံ70တန်ဖြစ်တယ်ဆိုတော့ဒီကမ်းလှမ်းမှုကဗျ Bradford လိုချင်တဲ့ဈေးနဲ့တော့တော်တော်လေး gap ဖြစ်နေတာကိုတွေ့ရတယ် ဆိုတော့ကျွန်တော်ဒီနေရာမှာ brand code တင်ရဲ့အခြေအနေကိုအရင်ဆုံးပြကြည့်မယ်ဆိုရင် သူတို့ကတော့ရှင်းတယ်ဗျာကျွန်တော်တို့မသီးရက်ကွန်ညာကိုပေးခဲ့ရတဲ့ဈေးတိုင်းပဲသူတို့ကရကျင်တယ်ဘာလို့လဲဆိုရင်သူတို့ကစားသမားကတော့မသီးရက်ကွန်ညာထက်မတအောင်ဆိုရင်တော့မနိုင်ဘူးလို့သူတို့ကယူဆထားတဲ့အတွက်လည်းသူတို့ကအဲ့လိုမျိုးရကျင်တာနောက်တစ်ခုကသူတို့ကတော့ဒါရောင်းတဲ့သူဆိုတော့ဗျာဈေးပိုရကျင်တယ်ဟိုဈေးကင်တယ်ဒါသူတို့ကတော့ဒါကသဘာဝပါပဲဆိုတော့ကျွန်တော် Manchester United အသင်းဘက်ကိုပြန်ကြည့်မယ်ဆိုရင်ကျတော့လေ United ကလည်းနဲ့ပမာဏမှန်တယ်လို့ကျွန်တော်မြင်တယ်ဗျာကျွန်တော်တို့ကဒါမသီးရက်ကွန်ညာကိုပေါင်60နှစ်တသမာ5000ပေးခဲ့ရတယ်ဆိုတာက ဒီကွန်ညာရဲ့ contract က29ထိရှိနေတယ်ဆိုတော့ Brian Abomo ကကျတော့ဒီစာချုပ်တန်တန်တစ်နှစ်ပဲကျန်တော့ဗျာဆိုတော့အခြေစမ်းနေပါလိခဏထအောင်စာချုပ်တန်တန်တစ်နှစ်ပဲကျန်တော့တဲ့ကစားသမားအတွက်ကဒီ market value ကသူ့အလိုလိုနှိမ့်သွားတာဒါပေါ့ဒီ transfer တွေမှာဒါအမြင်နဲ့ပုံမှန်ပဲဗျာဆိုတော့ကျွန်တော်တင်းရတာ45တန်နဲ့ဒါအောက်ကိုဆက်တန်နဲ့ကမ်းလှမ်းလိုက်တယ်ကျွန်တော်အမြင်ရဆိုရင်ကျွန်တော်တို့ကမ်းလှမ်းလိုက်တဲ့အမောင်းကအရင် reasoning ပဲဖြစ်သလိုအရင်လည်းကောင်းတယ်ဗျာဒီ price ကအရင်ကောင်းတယ်ဆိုတာဒါတကယ်တော့ brand foot တင်နဲ့တိပါလေအဓိကတော့သူတို့ဒါ ပိုရမလားလို့ဈေးကန်ကြပဲဆိုတော့ United တောင်းမရှိသူတွေနဲ့အကောင်းကောင်းလေးအဖြစ်ရှာနိုင်ဖို့ရလိုအပ်တယ်။ဟိုသူတို့ဘက်ကပြကတော်မောက်ကိုစာချုပ်တက်တန်းတနစ်တိုးခွင့်ရှိရဆိုတာမှန်ပေမဲ့လည်းအဲ့လိုမျိုးလုပ်တဲ့အသင်းတွေရရှားပါတယ်။ဟိုအနည်းစုတော့ပဲရှိရဲ့။ပြောချင်တာကတော်မောက်ကိုယ်တိုင်ကထွက်ချင်နေဆိုရင်ဒီစာချုပ်တက်တန်းတနစ်ကျန်တော့တဲ့အချိန်မှာရားရဲ့ဈေးနဲ့ရောင်းတတ်ကြတယ်။ဆိုတော့ဒီသူတို့လည်းဒီဒီချိန်မှမရောင်းဘူးဆိုရင်ဈေးကနောက်ဆိုရင်ကိုပြီးတော့ကျသွားပါဗျာ။ဆိုတော့ဒီအလဲလက်အသင်းကသင်းအနေနဲ့လည်းဒါဈေးခဏကန်ရောလွှဲပြီးတော့ဂျန်နဲ့ချွေဂျန်နဲ့ကိစ္စကိုထွေးထူးမရှိဘူးလို့ကျွန်တော်အမြင်နဲ့တော်တော်ရှိသူတွေနဲ့အကောင်းဆုံးနှိမ့် နိုင်ဖို့ရလိုအပ်တယ်ကျွန်တော်အမြင်ရဆိုရင်ဗျ brand food အတင်ရဒီ app on စက်တန်းကိုနည်းနည်းကုန်ဆန်းရှိတဲ့ပုံစံပဲသူတို့ကတော့ဒီ app on စက်တန်းဆိုတာတက်လက်ငင်းငွေကိုပို့ပြီးတော့များများရချင်တယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ကမ်းလှမ်းမှုကိုဗျဥပမာဒီပေါင်တန်း90ကိုဓာတ်ရိုက်ပေးပြီးတော့အော်ငါးတန်းတော့ပဲထိုင်းရင်တောင်မှအဆင်ပြေသွားနိုင်တဲ့အနေအထားရှိရဲ့ဆိုတော့ဘာပဲနေနေပါတောင်းရင်ရှိသူတွေအကောင်းဆုံးလုပ်နိုင်ဖို့ရမျှော်လင့်နေဒီထက်ဟိုဈေးတွေမတန်တဆပြေးလိုက်ရတာမျိုးတော့မဖြစ်စေချင်ဘူးဟိုကျွန်တော်ယုံကြည်မှုအရာဆိုရင်လည်းအန်ဘုံမှာကျွန်တော်မန်ချက်စတာယူနိုက်တက်တင်ကစားမှဖြစ်လာမှာသိကြတယ် ဆိုတော့ကျွန်တော်ဒီဗီဒီယိုမှာအဓိကပြောချင်တာကတော့ဒီအံပုံကုန်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့အမြင်လေးနဲ့ကျွန်တော်ညီကိုရင်းနဲ့တူတူထက်ပြီးတော့ဆွေးနွေးသုံးသပ်သွားချင်တာဗျာဆိုတော့ ကျွန်တော် percentage လေးရဆိုရင်တော့ကျွန်တော်မတိရဲ့ကွန်ညာထက်ဆိုင်ရင်အန်ဘူးမို့ကိုပို့ပြီးတော့ favor ဖြစ်တဲ့ကစားသမားတွေမှာပါတယ်ဟိုကျွန်တော်ရဲ့ like ကိုကြည့်နေတဲ့ညီကိုတွေတည်မှာပါကျွန်တော်အမြင်နဲ့ပြောရကျွန်တော်အန်ဘူးမို့ကိုပို့ချိုက်တယ်ဆိုတော့အဓိကပို့ချိုက်ရတဲ့အကြောင်းရင်းကတော့ဗျာဒီ तू က all the ball moment မှာတော်တော်လေးကောင်းတဲ့ကစားသမားလို့ကျွန်တော်ကတော့မြင်တယ်ဟို तू ကဒီ modern team ရဲ့ high intensity system နဲ့ like ဖက်ကစားသမားမျိုးကဟို speed ကရန်ကြီးကောင်းတာမဟုတ်ကျွန်တော် united fan ညီကိုတွေလည်းတည်ထားမိမှာပါအန်ဘူးမို့ရဲ့ speed ကရန်ကောင်းတာတော့မဟုတ်ဘူးဒါပေမဲ့ तू ကဒီအသင်းရဲ့ team pressing structure မှာဆိုရင်တော်တော်လေး discipline ရှိတယ်အဓိက ားတော့ဗျာတဖက်သင်းရဲ့နောက်တန်းကစားသမားတွေဂိုးသမားတွေဒီ defensive midfielder တွေဘောလုံးကင်ထားတဲ့အချိန်မှာဒီ team structure ကနေပြီးတော့ဟိုဘယ်အချိန်မှာ industry ဘယ်ချိန်မှာဗျာဘလောက် industry နဲ့ pressing လုပ်ရမယ်ဆိုတာကိုအကောင်းကောင်းနားလည်တဲ့ကစားသမားဖြစ်တယ်သူရဲ့ဒီ pressing set တွေကိုကြည့်မယ်ဆိုရင်ကျတော့လေဗျာဒီ minute 90တိုင်းမှာသူရဲ့ဒီ pressing pressure ပြီးနိုင်မှုက7.5ရှိတယ်အဲ့ဒါကြဒီ Premier League ရဲ့ဒီတန်းပါဆန်သောအသက်ကာရီထဲမှာသူကပါတယ်ကျွန်တော်ပြောချင်တာဒီ Premier League မှာဆိုရင်ဗျာဖတ်ပါတော့ဒီ Tyson Mu တွေ second striker တွေအယောက်တရာရှိရဲဆိုပါဆို သူကသူ့ထက်သာဆိုလို့10ယောက်လောက်ပဲရှိတော့ဗျာသူ့ရဲ့ blessing pressure ပြီးနိုင်မှုထက်သာဆိုလို့ဒါ10ယောက်လောက်ပဲရှိတော့ဆိုတော့ ဒီ order ပေါ်မှာလည်းတော်တော်ကောင်းတဲ့ကစားသမားပါဆိုတော့ဒါကကျွန်တော် Manchester United တင်းတော့တော်တော်ကောင်းတယ်ကျွန်တော် United ဖန်နေတာအမြင်တော်ဆုံး point ရကြတော့ on the ball မှာကျွန်တော်တို့ကဒီ final သက်ဆုံးမှာဂိုးမရတာလေ check creation တွေပဲမြင်တာပါအဓိကကျွန်တော်တို့တင်းဒီ pressing structure လည်းတော်တော်ကြီးဝိရတဲ့အထဲမှာပါတယ် pressing ကအဓိကကစားသမားတွေကဒီ pressing ကိုကောင်းကောင်းနားမလည်တာရောအဲလုံလောက်တဲ့ intensity မပေးနိုင်တာရောကြောင့်မလို့ front line ကအများတန်းကျူးရယ်ကျူးတဲ့အတွက်ဒီ queen line နဲ့နောက်တန်းကလိုအပ်ချက်ကြီးမားတဲ့ပုံစံမျိုးတွေဖြစ်ဖြစ်နေရယ်ဆိုတော့ဗျဒီအခြေအနေတွေကိုတော့အဘုံဘုံကအနေထားတစ်ခုထီတော့အကူအညီပေးနိုင်လိမ့်မယ်လို့ကျွန်တော်ကတော့ ့ယုံကြည်တယ်ဆိုတော့နောက်တစ်ခုကဒီ on the ball ပြ on the ball ကတော့ကျွန်တော်အများကြီးပြောပြလို့မရတော့မထင်ပါဘူးကျွန်တော် United fan တော်တော်များများလည်းသိပြီးသားပါဒီကစားသမားက and brother ဖြစ်တယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ဆိုတော့ဒီ brand ဖို့အတင်မှာသူ6နှစ်တာကစားတဲ့အချိန်မှာအမှန်တယ်သူသူပထမဆုံး3နှစ်ကတော့တော်တော်ကြီး struggle ဖြစ်တယ်ဒါပေမဲ့အခုပြီးခဲ့တဲ့နောက်ဆုံး3နှစ်မှာဆိုရင်တော့တော်တော်လေးဟိုစက်တွေအရဆိုရင်တော်တော်လေးဟို င်ဘလူးဖြစ်လာတယ်တိုးတက်လာနေတဲ့ကစားသမားလို့ပြောလို့ရတယ်။ပြီးခဲ့တဲ့ပြည်တွင်23 24စီဇန်မှာဆိုရင်သူဒဏ်ရာဒဏ်ရာပြဿနာရှိရတော့မှသူကိုကိုသွင်းနဲ့6ကိုခံပြီးနိုင်တယ်။ဆိုတော့ဒီမိနစ်ကရာသီမှာဆိုရင်24 25မှာဆိုရင်လည်း90တိသွင်းနဲ့8ကိုခံပြီးနိုင်တယ်။ဆိုတော့ပြဒီအမောင်းကအလယ်လက်တင်းတင်းရနေပြီးတော့လုတ်ပြနိုင်မှုရာဆိုတော့တော်တော်လေးမလွယ်ကူတဲ့ကိစ္စပါ။ဆိုတော့ဒီ clinical လည်းတော်တော်ဖြစ်တဲ့ကစားသမားဖြစ်တယ်။ကျွန်တော်အတင်းရဲ့ဒီ final test ဆုံးမှာ chain creation နေ ကိုရမှုအပိုင်းတွေအာအနေမှုအပိုင်းတွေကိုလည်းအန်ဘုံဘုံအနေနဲ့ဒါအထိုက်လျောက်တော့ဖြည့်ရှင်းပြီးသွားနိုင်မယ်လို့ကျွန်တော်မြင်တယ်ကျွန်တော်ပြောချင်တာအန်ဘုံဘုံကတရားရာခိုင်နှုန်းကြီးဒီပြဿနာကိုဖြည့်ရှင်းပြီးနိုင်မှာတော့မဟုတ်ဘူးဗျာ။ तू ကဒါပေမဲ့50 60ရာခိုင်နှုန်းလောက်တော့ तू impact ကနေပြီးတော့ကျွန်တော်ဒီပြဿနာကိုဖြည့်ရှင်းနိုင်မယ်ဆိုတော့ကျွန်တော်ကယုံကြည်ရဲ့။အဓိကတော့ तू ကဒီ right wing ကကလာမှာဖြစ်တဲ့ insight forward လည်းကောင်းကောင်းကစားနိုင်တဲ့အတွက်ဒီ amoring ရဲ့ system မှာတော့ဟိုမှန်ကန်တဲ့ profile လို့ပြောလို့ရတယ်။ ဆိုဖုန်းလိုင်းလဲဆော့နိုင်ပြီမဲ့ကျွန်တော်ကတော့ဖုန်းလိုင်းကသူနဲ့မသင့်တော်ဘူးဖုန်းလိုင်းမှာဆော့တဲ့အခါမှာလည်းတိတ်ပြီးတော့ဟိုခြေဆက်မပြနိုင်ဘူးလို့ပဲကျွန်တော်ကတော့မြင်တယ်ဟိုတစ်ဖက်ကပြန်ကြည့်ရင်သူ့မှာလည်းအားနှဲချက်လေးပြီးတော့ရှိရပြကျွန်တော်ကဒီ တော့မဖရန်ကိုအကြိုက်တယ်ဆိုတော့ဒီ brand ကိုအွဲတွေကိုကျွန်တော်ကသတိထားပြီးတော့ကြည့်တဲ့အခါမှာသူ့ကိုလည်းဒါတစ်ခါလေးကြည့်မိရပါတော့ဆိုတော့အဓိကကတော့ तू ကဒီတစ်ခါတလေမှာတော့လက်တော့ကုန်ကိုရှာရှိတယ်။ဟိုပြောချင်တာတစ်ဖက်သင်းက pressure များတဲ့ပွဲတွေပဲဖြစ်ဖြစ်တစ်ဖက်သင်းကသူ့ကို target ထားပြီးတော့ pressure ပေးတဲ့ပွဲတွေမှာဆိုရင်တော့ဒီ decision making ကောင်းကောင်းမချနိုင်တာတွေပွဲပေါ်မှာ concentration အပြည့်မလုပ်နိုင်တာတွေရှိတယ်။နောက်တစ်ခုက Anfomo ကိုပြကျွန်တော် United fan တွေမြင်တယ်လို့ तू ကဒီတယောက်တည်းလည်းယုံပြီးတော့ရှူးနိုင်တယ်ယုံပြီးတော့ ဒါကြော်ဖြတ်နိုင်တယ်ဆိုပေမဲ့လည်း तू က system forward လို့ပဲကျွန်တော်တော့မြင်တယ်ပြောချင်တာအများကြီး isolate ထားနေလို့တော့မရဘူး system ရတဲ့လုံလောက်တဲ့အကူအညီပေးမှလည်း तू ခြေစံပိုးပြီးတော့တက်တဲ့ကစားမလည်းဖြစ်တယ်နောက်ဆုံးအဆိုးဆုံး impact တစ်ခုကတော့ဗျာ तू ကဒါ Cameroon နဲ့ရွေးနေကစားမဖြစ်တဲ့အတွက်ဒီ Africa ကတော့ nation မှာဆိုရင်ကျွန်တော်သူ့ကိုလက်လွတ်ရလိမ့်မယ်ဒီ AFCON ကကျွန်တော်ထင်တယ်ဗျာသူတို့က ဒီ2025ဇန်နဝါရီမှာဆိုရင်ဇန်နဝါရီမှာပဲအမြဲတမ်းကျင်းပါတယ်ဆိုတော့ဇန်နဝါရီတစ်လလုံးနီးပါးတော့ပေါ့ကြာ2 week 3 week 3 week လောက်တော့ကြာတယ်ဆိုတော့ဒါသူတို့အသင်းရဲ့အချိန်တွေပုံမှန်မူတည်ပြီးတော့အဲ့လိုကြာနိုင်တဲ့ပမာဏ2 week 3 week ရှိတဲ့အတွက်ကျွန်တော်တို့ကလည်းဒီ၄ဝဲရနေ6ဝဲထီတော့ဒီကစားသမားကိုလက်လွတ်ရနိုင်တယ်ဆိုတော့ဒါကတော့အဆိုးဆုံးအချက်ပေါ့ဆိုတော့ဒီအချက်ကိုတော့ United အဲဒီတောင်ဝင်ရှိသူတွေတည်းတည်ထားပြီးတော့အဲ့ဇန်နဝါရီမတိုင်မီမှာဆိုရင်တော့ဒီ budget အနေနဲ့တခုစဉ်းစားထားနိုင်ဖို့ရတော့လိုအပ်တယ်ဆိုတော့ကျွန်တော်ကတော့သူ့မှာအရင်ကြီး အားနည်းချက်တွေအများကြီးတော့မရှိဘူးဗျာကျွန်တော်မြင်သလောက်ဆိုရင် overall အနေနဲ့ပြောရရင်ဒီ on the ball မှာလည်းတော်တော်ကောင်းတဲ့ကစားသမားဖြစ်သလို on the ball မှာလည်း set တွေရထောင်ထက်လာနေတဲ့ကစားသမားဖြစ်တယ်ပြီးတော့တကယ်ကို underrated player လို့ပဲကျွန်တော်ကတော့မြင်တယ်ကျွန်တော်သူ့စီကနေပြီးတော့ goal တွေကို ပို့ပြီးတော့မျောလင့်လို့ရတယ်ကျွန်တော်ကသူ့စီကပို့ပြီးတော့ဂိုးတွေမျောလင့်တယ်ပြီးတော့ကျွန်တော်ရဲ့ personality အရာလည်းကျွန်တော်က left foot player တွေကိုခြိုက်တယ်ဆိုတော့ left foot player တိုင်းကိုခြိုက်နေရတော့မဟုတ်ဗျာ play style ပုံမှာတွေသူတို့ရဲ့ဒီ movement တွေပုံမှာပို့တည်ပြီးတော့ခြိုက်တော့ကျွန်တော်ဒီ angle မှာကျွန်တော်ကဒီ media ခွန်ကြားထပ်ပို့ပြီးတော့ favor ဖြစ်တာလည်းပါတယ်ဆိုတော့ညီကိုတို့အမြင်အရရောဘယ်လိုရှိလဲဆိုတော့ဒီ angle ကိုဘယ်လိုမြင်လဲကျွန်တော်ကတော့တကယ်ကို more underrated player လို့ပဲကျွန်တော်မြင်တယ် step လို့အရာရောဒီတနေ့ချင်းတက်လာတဲ့ပုံစံအရာရောသူ့ရဲ့ဒီ eye tag eye tag အရာနဲ့ကြည့်မယ်ဆိုရင်တောင်းပါဗျာတကယ်က underrated player လို့ပဲ ကျွန်တော်တော့မြင်တယ်ဆိုညီကိုလေးရဲ့အမြင်လေးဒီအန်ဖုန်ဝင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဟိုကျွန်တော်တို့ရဲ့ comment section မှာဝင်ရောက်ဆွေးနွေးသုံးသပ်ပြီးတော့ပါအောင်အန်ဖုန်ဝင်စီကနေကျွန်တော်ဘာတွေမျှော်လင့်လို့ရလဲသူ့မှာဘလို့အားနည်းချက်တွေရှိလဲဆိုတာကိုကျွန်တော်နဲ့တူဝင်ရောက်ဆွေးနွေးသုံးသပ်ပြီးတော့ပါအောင်ကျွန်တော်တို့ရဲ့ Glory United YouTube channel လေးကို join လုပ်သက်တယ်ဆိုရင် like subscribe လေးနဲ့အားပေးကြပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နောက် video မှာပြန်တွေ့ကြမယ်